မင်္ဂလာပါရှင်။ရွှေကုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ပြည်အောင်စုဝင်ကြီးဦးမောင်အောင်နဲ့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတို့ရုပ်ရှင်မျိုးတို့စီမံကိန်းကိုကြည့်ရှုစစ်ဆေးပြီးမိုးရသည့်တပင်ဆိုင်ပြွဲတို့တက်အောင်အားပေးတဲ့သတင်းဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမမောင်အောင်နဲ့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတို့ဟာဇွန်လ15ရက်နေ့နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးလှေကူးမြို့နယ်ရှိမြန်မာနိုင်ငံရုပ်ရှင်အစီအရုံကဆောင်ဝယ်နေတဲ့ရုပ်ရှင်မြို့တော်စီမံကိန်းကိုကြည့်ရှုစစ်ဆေးပြီးမိုးရသည့်စူပေါင်းတစ်ပင်ဆိုင်ပြွဲအခမ်းအနားသို့တက်ရောက်၍တစ်ပင်များဆိုင်ပြိုးပေးကြကြောင်းသိရပါသည်။အခမ်းအနားသို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများမြန်မာနိုင်ငံရုပ်ရှင်အစီအရုံနာယကဦးအောင်လွင် ဥက္ကဋ္ဌဦးကြည်စိုးထွန်းနဲ့အမှုပညာရှင်များဌာနဆိုင်ရာတာဝန်ရှိသူများမြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်မှအမှုဆောင်များတက်ရောက်ကြပါတယ်။ရှေ့ဦးစွာရုပ်ရှင်မျိုးတော်စီမံကိန်းဆောင်ရွက်မှုဗီဒီယိုမှတ်တမ်းကိုပြသပြီးမြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအတွေ့အမှုဦးစော်မြင့်ဦးကရုပ်ရှင်မျိုးတော်စီမံကိန်းဆောင်ရွက်နေမှုနဲ့ဆက်လက်ဆောင်ရွက်မယ့်အခြေအနေများကိုရှင်းလင်းတင်ပြပါတယ်။အရင်နောက်ပြောင်စုဝင်ကြီးကရုပ်ရှင်မျိုးတော်စီမံကိန်းကိုစတင်ဆောင်ရွက်ခဲ့ဒီမှာ ကြာမြင့်ခဲ့ပြီဖြစ်တော့လေနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင်တရားဝင်လောက်ကင်ဝင်ပေးခဲ့ခြင်းဖြစ်ပါကြောင်းရုပ်ရှင်မျိုးတို့စီမံကိန်းဟာရုပ်ရှင်လောကသားများအတွက်သာမကနိုင်ငံတော်နှင့်ပြည်သူများအတွက်ပါအရေးပါတယ်လို့ပြောကြားလိုပါကြောင်းယခုစီမံကိန်းအောင်မြင်မှာကရုပ်ရှင်ရကူးရေးလုပ်ငန်းများကိုရန်ကုန်မြို့နယ်နေဒီပိုက်တွင်သာဆောင်ရွက်ကြမှာဖြစ်တာကြောင်းအမှုပညာရှင်များအတွက်များစွာအဆင်ပြေလွယ်ကူမှာဖြစ်ပါကြောင်း မိမိတို့ဝင်ကြီးဌာနနဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့ပူးပေါင်းပြီးကိုဗစ်19ရောဂါကြောင့်ရနာခဲ့တဲ့ရုပ်ရှင်ပြသခြင်းလုပ်ငန်းများကိုပြန်လည်ရှင်သန်အောင်ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက်အခုချိန်တွင်ပုံမှန်အခြေအနေသို့ရောက်ရှိပြီးရုပ်ရှင်လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်းအခုစီမံကိန်းလုပ်ငန်းအောင်မြင်စေရေးအတွက်အမှုပညာရှင်များအားလုံးကဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်မေတ္တာရက်ခံလိုကြောင်းဖြင့်ပြောကြားပါသည် အဲ့ဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ကနိုင်ငံတော်အကြီးအကဲကမိုးရာသီရောက်ရှိပါကတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်တနိုင်ငံလုံးတွင်ဒေသအလိုက်တည်တော်မယ့်အပြင်များကိုစိုက်ပျိုးရမယ်လို့လမ်းညွှန်ထားပါကြောင်းအခုရုပ်ရှင်မျိုးတော်စီမံကိန်းတွင်အပင်600ခန့်စိုက်ပျိုးမှဖြစ်တဲ့အတွက်အင်မတန်ကောင်းမွန်ပါကြောင်းရုပ်ရှင်ဥပညာရှင်များအနေဖြင့်နိုင်ငံတော်တွင်တဘာဝဘေးရန်များကြားရောက်ချိန်မှာ ြည်သူလူထုအတွက်တက်နိုင်သမျှဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့တာကိုတွေ့ရှိရတဲ့အတွက်အထူးကျေးဇူးတင်ရှိပါကြောင်းဖြစ်ပြောကြပါရစေ။အဲဒီနောက်မြန်မာနိုင်ငံစားလုပ်ရေးလုပ်ငန်းရှင်များအတင်းကျော်ဥက္ကဋ္ဌကစားလုပ်ရေးလုပ်ငန်းများနဲ့ပတ်သက်လို့ရှင်းလင်းပြောကြားပြီးမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာရကဦးအောင်လွင်ကဝမ်းမြောက်စကားပြောကြားပါရစေ။အဲ့ဒီနောက်ပြည်ကြားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးနဲ့တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ဟာတက်ရောက်လာတဲ့အမှုပညာရှင်များဝန်ထမ်းများနဲ့အတူသတ်မှတ်နေရများတွင်တစ်ပင်များစိုက်ပျိုးပေးကြကြောင်းသိရှိရပါတယ်ရှင်။ ်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါ thank you